ချေမရတော့မယ်လျှက်စစ်ပစ္စည်းဆိုင်ကိုမေးရတာ၃၄ယောက်ရှိပါတယ်ပြီးတော့တွေ့တွေ့နေရတာအရင်ဆုံးကျွန်တော်တို့မျိုးလုံးကိုဖွင့်ပြီးတော့နားလေးကိုစွန့်ပြီးဈေးကွက်ထဲကအတန်ကိုနားထောင်ပါကျွန်တော်တို့ဈေးကွက်ထဲမှာအတန်နေထွက်ဈေးကွက်ထဲကထွက်နေတဲ့အတန်တွေကဘာတန်တွေလဲဆိုတော့တချို့အတန်တွေကကျွန်တော်တို့နားနဲ့ကြားမျိုးလုံးနဲ့ကြားတဲ့အတန်တွေရှိတယ်တချို့အတန်တွေကကြတော့မျိုးလုံးနဲ့လည်းမကြားဘူးနားနဲ့လည်းမကြားဘူးအတန်တိတ်ထွက်နေတဲ့အတန်လေးရှိတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီလျှက်စစ်ပစ္စည်းဆိုင်နဲ့ပတ်သက်ပြီးတော့ထွက်နေတဲ့အတန်ရှိတယ်အဲ့ဒီအတန်ကဘာလဲဆိုတော့မီးအားမမှန်ဘူး မီးခဏခဏပြက်တယ်လာကျင်တဲ့ချိန်လာတယ်အဲ့ဒီဘာဖြစ်လဲဆိုတော့ဘယ်နေရာကိုသွားပြီးဒုက္ခပေးလဲဆိုလို့ရှိရင်မီးသီးတွေကိုဒုက္ခပေးတယ်လျှက်စစ်ပစ္စည်းတွေကိုဒုက္ခပေးတယ်ဒီတော့ကျွန်တော်တို့ကလျှက်စစ်ပစ္စည်းဆိုင်ဖွင့်တော့မယ်ဆိုလို့ရှိရင်ဘာကိုယဉ်ကြည့်ရမလဲဆိုတော့ကိုရက်ွက်ကမီးအားအနေထားကိုကြည့်မယ်မီးအားကမှန်တတ်တဲ့အမျိုးလားမမှန်တတ်တဲ့အမျိုးလားမိအားကမမှန်တတ်ဘူးခဏခဏလဲမိအားပြက်တယ်လာလို့ရှိရင်လဲမိအားစောင့်ဆောင်ပြီးတော့လာတဲ့ပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကအာမခံမိသီးတွေအများတင်နေတယ်ဒါမှမဟုတ် နီအားအတက်အကျကိုခံနိုင်ရှိတဲ့ကျက်စစ်ပစ္စည်းအမျိုးအစားတွေကိုရွေးချယ်ပြီးတော့တင်နေတယ်။ဒီအားဘာလို့အကျိုးဖြစ်စေလဲဆိုလို့ရှိရင်ကျွန်တော်တို့ customer တွေရဲ့ pain point ကိုထောက်လို့ရတယ်။ customer တွေကမိအားတက်ချဖြစ်တဲ့အတွက်အိမ်ရပစ္စည်းတွေခဏခဏပြတ်တယ်။ဟုတ်ကဲ့မကျွန်တော်ဆိုင်မှာတင်ထားတဲ့ပစ္စည်းကိုကြည့်လိုက်။ဒီကောင်တွေကမိအားကျလို့ရှိရင်ဘယ်လောက်ထိခံတယ်။မိအားတက်မယ်ဆိုလို့ရှိရင်လည်းဘယ်လောက်ထိဒီကောင်ကခံတယ်။ boom ရောင်းလို့ရပြီ။နောက်တစ်ခုကမိအားတက်သွားအမပြတ်သွားအမကန်ပါတယ်။အပြန်လဲတစ်လုံးအစ်စ်ပြန်လဲပြီးလိုက်မယ်။ ်ဒါပေမဲ့ကိုကတော့အမခံပေးတဲ့ကုမ္ပဏီကနေပြီးတော့ပြန်ပြီးတော့ယူပေါ့နော်ကိုကတော့အမခံပေးတဲ့ကုမ္ပဏီကမယူဘဲနဲ့ဖောက်တယ်ကိုပဲအမခံပေးရတော့ကိုမွေးသွားပါပေါ့နော်နောက်တစ်ခုကလျှက်စစ်ပစ္စည်းရောင်းမယ်ဆိုလို့ရှိရင်တော့ကိုကိုတိုင်ကလျှက်စစ်ပစ္စည်းကိုတော်တော်လေးကိုထဲထဲဝင်သိဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့လျှက်စစ်ပစ္စည်းဒီအနေရရှိတဲ့ပစ္စည်းဖြစ်တယ်နောက်တစ်ခုက customer တော်တော်များနားမလည်တဲ့ပစ္စည်းလည်းဖြစ်တယ်အဲ့တော့ customer လာဝယ်ပြီဆိုလို့ရှိရင်ကိုက customer ကိုပြန်ပြီးတော့ educate လုပ်ပြီးတော့အသင်မေးပြီးတော့မှရောင်းရတဲ့ပစ္စည်းတွေရှိတယ်။တချို့ပစ္စည်းတွေတော့နားမလည်ဘူး။ကိုအသင်မေးပြီးတော့ပြောပြပြီးတော့မှ ညီလေးညီမလေးဒီရမိုဝယ်နဲ့ဒီရသုံးလို့အဆင်ပြေဘူးကိုပြမယ်ဒီရလေးအဲ့နေရာမှာသုံးရတယ်ဒီလိုမျိုးသုံးရတာကိုကတင်ပေးပြီးတော့မှရောင်းရတဲ့ပစ္စည်းမျိုးဖြစ်တယ်အဲ့လိုရောင်းတဲ့နေရာမှာကျွန်တော်တို့ကဘာထည့်လို့ရလဲဆိုတော့ cross sale တို့ app sale တို့ထည့်လို့ရတယ် cross sale app sale ကြောင့်သိကြရင်တော့ကျွန်တော် wall ထဲမှာ video တင်ပေးထားတယ်သွားပြီးတော့ကြည့်ပါဒီလိုလျှက်စစ်ပစ္စည်းလို့ကုန်မပစ္စည်းတွေရောင်းတဲ့နေရာမှာကျွန်တော်တို့ cross sale app sale ကအရင်အသုံးတည်တဲ့နည်းစနစ်ပါအဲ့တော့အဲ့နည်းစနစ်ကိုတေချာလေးဝင်ပြီးတော့ကြည့်လိုက်ပါအရင်အသုံးပြုလို့ကောင်းပါတယ်ဝင်ငွေတွေလည်းအများကြီးတိုးပါစေနောက်ပြီးတော့မှပြန်တွေ့မယ်ဘိုင်ဘိုင်